အဲ့တော့ကျမတို့ကရှေ့ပိုင်းမှာ GFR နဲ့အတူ creatinine တိုင်းတာစစ်ဆေးတဲ့အခါမှာတည်ထားရမယ်အချိန်ရစဉ်းစားချက်တွေကြောင့်နားလည်ပြီးသွားပြီရှင်းပြခဲ့ပြီဖြစ်တဲ့အကြောင်းဒီတစ်ခါမှာကျမတို့လက်တွေ့ပိုင်းသွားမယ်အဲ့လက်တွေ့ပိုင်းမှာကျမတို့ကဘေကာကနေစပြီးတော့အဲဒီတတိထားဖို့လုပ်မလဲဆိုလို့ရှိရင်တိုင်းတာရဲ့အပိုင်းပေါ့နော်ဒီနေရာမှာကျမတို့တိုင်းတာရဲ့ဆိုတဲ့နေရာမှာဒီရင်းမြစ်နယ်ပါဒေသတွေအတွက်ထုံးကန်တိုင်းကျမတို့ဒီပို့ပြီးတော့ဟာကျတော့အဆင်ပြေမဲ့နီလန်းတွေကိုအသုံးချရမယ် အဲနောက်ပြီးတော့ကကျတော့တွေထဲမှာပဲဒါထုံးစံအတိုင်းပဲအဲအဲ့လိုမျိုးဆိုရင်ရင်းမြစ်နယ်မှာဒေသမှာသုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့တိကျတိကျဖို့အဲလိုအပ်လာတယ်ဆိုတဲ့အခါမှာဒီအဲရလာတဲ့ result တွေကိုကျွန်မတို့ဘယ်လိုပုံစံမျိုးနဲ့စဉ်းစားကြမလဲပေါ့နော်ဆိုလိုတာကအဲတိကျတိကျမှုအပြင်အားနည်းတယ်ဆိုတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်မတို့အတက်နိုင်ဆုံးအဲဘယ်လိုအရာတွေကိုတော့အဓိကထားပြီးတော့ရှောင်ရှားရမလဲဘယ်လိုအရာတွေကိုတတိထားရမလဲဆိုတော့ပို့ပြီးတော့တိဖို့လိုတာပဲပေါ့နော်မဟုတ်ရင်ကျွန်မတို့ကရင်းမြစ်နယ်မှာလည်းဖြစ်တယ်တော့တိုင်းတာစစ်စစ်ရဲ့ရလက်တွေကစိတ်ချရနိုင်စွမ်း အနည်းတယ်ဆိုလို့ရှင်ကြတော့မိခုံလုံးကြိုင်အများကြီးဖြစ်လာမယ်။နောက်ဒီလူနာအတွက်ကိုယောဂါရှောက်ပွေးနေရမှာလေးပို့ပြီးတော့ဟာကြတော့ဒါစင်ခေါ်ချက်ဒီအနည်းနည်းရင်ဆိုင်ရဖို့ရှိရမှာ။ဒါကြောင့်ကျွန်တော်တို့ကကနအူးလေးကဘာမှမလုပ်ခင်တော့ကြိုတင်ပြီးစဉ်းစားထားဖို့ရင်အချက်လက်တွေဒီထဲမှာကျွန်တော်တို့ဒါပြပြပြီးသွားမယ်။ဒါနဲ့ပြသက်ပြီးတော့လည်းပဲအခုချိန်မှာပေါ့နော်ကျွန်တော်တို့ HLF Mini Lab ဒီမှာလေးပဲ creating နေ့တိုင်းတာစစ်စီနေကြတဲ့အနေထားကိုကျွန်တော်တို့တွေ့ရတယ်။အဓိကတော့ကျွန်တော်တို့ရင်းမြစ်ရှိနေပြီးသားနေရာတွေအတွက်ဆိုလို့ရှင်ဒါရီကမခက်ခဲဘူး။ဒါပေမဲ့လည်းပဲဘယ်လိုမျိုးကျွန်တော်တို့စစ်စီတိုင်းတာမှုနီလန်းတွေသုံးတီဖြစ်စီ ်သတိပြုရမယ့်အချက်လက်တရားမမေ့သင့်ဘူးဗျာဒါလေးကိုကျွန်မအဓိကပြပြပေးသွားမယ်အဲ့တော့လုံးဝကျွန်မ creating နဲ့ပတ်သက်ပြီးတော့ဒါတိုင်းတာစစ်စစ်တဲ့အပိုင်းကိုဒါမလေးလာရသေးဘူးဆိုလို့ရှင်လည်းပဲဒီလက်ချာနေပြီးတော့အစအဆုံးကျွန်မတို့တိုင်းတာစစ်စစ်ရဲ့ပုံစံတွေကိုဒါပြပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒေချာလေးနားလည်သွားမယ်လို့ပြောလိုက်ပါတယ် အဲ့ကနောင်းလေးနဲ့ဆရာတို့သိထားများမှာက creative မှာ interfering factors တွေပေါ့နော်အဲ့တော့နှောက်ရှက်တဲ့အချက်လက်တွေပေါ့ဆိုရတာဆရာတို့မဘီလီရိုဘင်လားဒါမှမဟုတ်ရှင် hemolysis လားအဲ့လိုမျိုးဆရာတို့ canal prenatality ကမှာအဲဆရာမစရဲ့ပြဿနာတခုရှိထားတဲ့လူနာမျိုးဆိုလို့ရှင် creative interpolation နေရာမှာဆရာတို့ပို့ပြီးတော့သိထားရမယ်သူပြဆရာတို့ကပို့ပြီးတော့အဲနီလန်းအပြင် ဒီကျွန်မတို့အဆင်မြင့်နေနီလန်းတွေမတုံးနိုင်သေးဘူးကျွန်မပုံမှန်အတိုင်းဒီရင်းမြင့်တဲ့ဗားဒေတာတွေမှာပဲတုံးတဲ့နီလန်းတွေဆိုလို့ရှိရင်ပို့ပြီးတော့ခါကျတော့ကျွန်မ creatinine reset ကိုထိထားပြရမှာဖြစ်တယ်အဲ့တော့တကယ်လို့ကို့အနေနဲ့က creatinine တိုင်းတာပို့ရတဲ့အတွက်ကို Luna ရဲ့ဒီကျွန်မတို့ဖြစ်ကျင်းရမှာပေါ့နော် request form မှာအဲဘာ Luna မျိုးလဲဆိုတာကျွန်မတို့ကနေဥတာ site မှာမသိရသေးဘူးဆိုလို့ရှိရင်ပို့ပြီးတော့ခါကျတော့တတိထားအဲ့ဒါဆိုရှင်ကိုယ့်ရဲ့အဖြေထုတ်တဲ့ကိစ္စမှာပို့ပြီးတော့တစ်ဖက်ကဒီအဖြေ ရယူလို့ပြာယူပြီးတော့ကြည့်ရှုပြီးတော့လူနာကိုအမိတက်ဖို့ယောဂအမိတက်ဖို့ဒါမှမဟုတ်လို့ရှင်လေစိတ်ကူတာဖို့အတွက်စင်စားဆုံးဖြစ်တဲ့နေရာမှာအရင်တိထားဖို့လိုမယ်ပေါ့နော်ဒါကကျွန်တော်အမြဲရေးကြအောင်ကျွန်တော်တို့ဒီတခုခုများဒါပြဿနာတခုရှိထားတယ်ဆိုရင်ချိန်ဆနိုင်အောင်လို့ interfering factors ကိုကျွန်တော်တို့တိထားဖို့ရန်အတွက်အောက်မှာ comment တွေမှာထည့်ပြီးရေးပေးလိုက်ပို့လို့ဥပမာကျွန်တော်ဘီလီရိုပင်ဒါအများနေရတာဒါမှမဟုတ်လို့ရှင် sample ရ hemolyze sample ဖြစ်နေအဲဒါမျိုးတွေကျွန်တော်တို့အောက်မှာအဲ မှတ်ချက်အနေနဲ့ပေါ့နော် creatine ကပို့ပြီးတော့ကျွန်တော်တို့သတိထားမယ့်အချက်ဖြစ်တဲ့ဒီကြောင့်မလို့ရေးပြီးဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်လည်းကြည့်လိုက်ပေါ့နော် prenatal issues တွေဖြစ်တဲ့ ကျမတို့ protein စားသမှုတအားများပါဘူးသူတို့ပြင်ကျမအနေရောအသားတွေအရင်စားရဆိုလို့ရှိရင်ဖြစ်စေဒါမို့လို့ရှိရင်လည်းပဲကျော်သားထူရည်ဒီများလို့ရှိစေပေါ့နော်ဒါရဲ့ကျမ creatine ဘာနာတက်စီရဆိုတော့ကျမတို့ကြည့်ထားခဲ့ကြပြီပေါ့နော်အရှိရလက်ချာမှာလည်းကျမပြပြခဲ့တာအရှိဒါပေမဲ့လည်းတစ်ခုစီတစ်ခုစီအားကြတော့ဆိုတော့အဲ့လိုမျိုးကျမ creatine ဘာနာတက်ခြင်းအဲနည်းစင်းများခြင်းဟာပေါ့နော်ကြောက်ခဲ့လူငယ်ဆောင်တာကကျမတို့လူတူဦးစီပေါ်မှာကျတော့ကွဲပြားမှုရှိရပြီးတော့ကျမတို့ကဒီလိုမျိုးကျမ protein စားသမှုများပြားတာကျော်သားထူရည်ကြီးကထည့်သူစဉ်းစားရမယ်ဆိုတော့မှန်ပေမဲ့လည်းပဲကြောက်ခဲ့လူငယ်တွေတော့ဒါရိုက်သွားပြတ်သက်မှုမရှိဘူးဆိုလိုတာကျမတို့ ့ကလူနာရဲ့ clinical condition ပေါ့နော်ပြင်ပယောဂအဲကနဦးကဆီမှာအညီတက်ထားရရှိတာပြောချင်တာဆီမှာကြောက်ကက်ယောဂရှိနေရလူလားဒါမှမဟုတ်ရှင်တာမယိုးယိုးကျမ်းမာရလူလားဆိုတာဆီမှာတို့ကြည့်ပြီးတော့မှ bay creatinine ရဲ့ result ကိုဆီမှာတို့က interpret လုပ်ပြရမှာဖြစ်တယ်ပေါ့နော်ဒါကဆီမှာတို့စဉ်းစားရမယ့်ပထမတစ်ချက်ပေါ့နော်နောက်တစ်ခုကျဆီမှာတို့ ကျောက်ကလုပ်ငန်းကိုကျွန်တော်တို့ကဒီ CF တွေတနည်းကိုတိုင်းတာစစ်ဆေးပြီးတော့ဟာကြတော့တိုင်းတာရဲဆိုလို့ရှိရင်ကျွတ်သားတူတဲ့နေပါတဲ့လူတွေဆိုလို့ရှိရင်ကြတော့ကျွန်တော်အရင်စိတ်ချရင်ကြည့်လို့မရဘူးပေါ့နော်ဖြစ်ဖြစ်ကျွန်တော်တို့ကအသက်ရွယ်ကြီးရင်ပြီးတော့ဟာကြကျွတ်သားတူတဲ့နေပါသွားမယ်။နောက်ခြေလက်တွေပြတ်ထောက်ဖြစ်တော့ကားခင်ရတဲ့လူရှိမှာပေါ့။အကြောင်းမျိုးကြောင့်ပေါ့နော်ခြေလက်တွေမရှိတဲ့လူတွေရှိမှာ။နောက်တစ်ခါကျွတ်သားတိမ်ရဲ့ယောဂါရှိမဆူလားထရိုဗီဒါမျိုးတွေဆိုလို့ရှိရင်ဆိုလည်းပဲကျွတ်သား CF CF ခရစ်တနင်းတခုတည်းကိုသုံးပြီးတော့ဟာကြကျောက်ကလုပ်ငန်းတိုင်းတာရဲဆိုတဲ့ဟာကအဲကျွန်တော်နည်းနည်းလေးအဲကျွန်တော်တို့ဒီအန်ရီယံများတယ်ပေါ့နော် တာဒီတခုတည်းကိုကြည့်ပြီးတော့ဟာကြတယ်ကြောက်ခက်ကောင်းလားမကောင်းလားဆိုတာကြည့်ရဲဆိုတော့ပြောလို့မရအောင်ပေါ့ဒါမျိုးကကျွန်မတို့ကနောက်ထပ်ဒါယောဂအနေနဲ့စဉ်းစားကြပါကျွန်တော်တို့ clinic ကိုနံပါတ်1အနေနဲ့ကျွန်မတို့ဒီမှာနံပါတ်1ချက်ကပြရတာ clinic ကိုကြည့်ရမယ် clinic ရဲ့အနေထားကျွန်မတို့လူနာကယောဂရှိရလို့ဒါမှမဟုတ်ရှင်နေတာမှန်ဒါ video တနဲ့ screen လောက်ရုံပဲလားပေါ့နော်ဒါမျိုးကျွန်မတို့သိဖို့လိုအပ်တယ်ဒါကကျွန်မတို့သူ့မှာကနဦးရရရှိထားပြီးသားအခြေအနေတွေပါရရှိလဲပေါ့နော်ဒါတွေကိုကြည့်ပြီးတော့ဟာကြတော့မှာပဲကျွဲစီရံ creatinine ရဲ့ဒါရလာရလက်ကိုပြန်ပြီးတော့ဟာကြတော့ဆုံးဖြတ်ပြီးတော့မှာပဲကြောက်ကဲလုပ်ငန်းဆောင်တော့အတိုင်းပြီးတော့ကြောက်ကဲနေပတ်သက်တဲ့ယောဂရှိ လားရှိတာဟုတ်လားမဟုတ်လားဆိုတော့ကျမတို့တို့စုံပြည့်ပြီးအောင်ဖြစ်တယ်ပေါ့။ဆိုတော့ဒါတွေရဲ့ကျမတို့ကကနေဦးမှာစဉ်းစားရမယ့်ချက်တွေ interfering factor အနေနဲ့ကလည်းပြည်သားကျမထည့်သွင်းတာကိုအဲဒါကိုပြောခြင်းဖြစ်တယ်ပေါ့နော်။အဲကျမတို့က ခုနပြောခဲ့သလိုပဲတိုင်းတာတဲ့နီးပေါ်မှုတည်တယ်လို့ပြောခဲ့သလိုပဲသူကချမ်းမြမ်းပဲစမှာနှစ်ခုရှိရပါတော့အဲ့တော့ကျွန်တော်တို့ဒီ Jeffrey reaction လို့ခေါ်တဲ့နီးကတော့အရန်ကို classic ဖြစ်တယ်နီးဖြစ်နေဖြစ်တယ်အဲ reference method အနေနဲ့လည်းပဲအခုချိန်ဒီကျွန်တော်တို့တကွဲကန်းနေမှာ သုံးနေပါတော့အဲ့တော့လုံးဝကြီးဒါသုံးလို့မရနေတာပြောမဟုတ်သုံးလို့ရတယ်ဒါပဲလေပဲရင်းမြစ်နယ်ပါဒီသားတွေမှာကျတော့သူ့ကိုပဲကျွန်တော်တို့ကအများကြီးအာအဒီအားဆိုင်ပြီးတော့ဟာကြအပြည့်ပြီးတော့စစ်စည်းအောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ Jeffrey reaction တော့ကျွန်တော်တို့ဒီကြားလေးဒီလက်ချာမှာဒီကြားပြပြပြီးသွားမယ်နောက်တစ်ထပ်ပို့ပြီးတော့ခါကျတော့ enzymatic acid ဆိုတာရှင် င်ဆိုင်နေထိပ်ပြီးတော့ဟာဆိုတော့တော့သူကကြာပို့ပြီးတော့အဆင်မြင့်နေနေပို့ပြီးတော့လည်းတည်ကြတယ်တခွဲကန်းဆိုလို့ရှိရင်ဆေးရုံတခွဲကန်းအကြီးကြီးမှာဆိုလို့ရှိရင် enzymatic method နဲ့တော့မစည်းကြတာများပါဒီကြောင့်လို့ကျွန်မတို့ ဒီလိုမျိုးဘယ်လိုမက်သက်သုံးပါလဲပေါ့မူတည်ပြီးတော့လဲပဲကျွန်တော်တို့ creatinine ရဲ့ result ပေါ့နော်အဲဒါကိုကျွန်တော်တို့ interpret လုပ်ရတာခုနကကျွန်တော်ပြောဆို interpreting factor ရှိရဆိုမဲ့လဲပဲ enzymatic method လိုမျိုး assay လိုမျိုးကျွန်တော်တို့အဲနီလန်းတွေကိုသုံးနေဆိုလို့ရှင်တော့ပို့ပြီးတော့ဒီ creatinine ရဲ့ result ကိုကျွန်တော်ပို့စိတ်ချယုံကြည်လို့ရတယ်ပို့ပြီးတော့တိကျတယ်ဘာလို့ခါကျတော့အဲ enzymatic method ကပို့ပြီးတော့ဒီ enzyme တွေအစင်းစင်းပြောင်းလဲပြီးတော့မှတိုင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါပို့ပြီးတော့တိကျတယ်နောက်တခြားသော interpreting factor ရှိရဆိုလို့ရှင်မဲ့သူကခံနိုင်နေပေါ့နော် interpreting factor တွေအကြောင်းမို့လို့သူ့ရဲ့ result ကိုပြောင်းလဲသွားတယ်ဆိုတာမျိုး မရှိသေးဘူးပေါ့နော်ဒါမျိုးကကျွန်မတို့ရဲ့အားသာကြပါဘူးသို့တော်ညာလည်းခုနပြော Jeffy reaction လိုမျိုး classical ဖြစ်တဲ့ method တွေအားကြ classic method တွေအားကြတော့အဲတိုင်းတာစစ်စစ်ပို့ရန်အတွက်ကိုလိုအပ်နေသေးတယ်ပေါ့နော်သူပြကျွန်မတို့ရင်းမြစ်နေမှာဒီတက်မှာလို့ဒါကြောင့်ကျွန်မတို့ဒီဒါကိုကျွန်မတို့ကကိုယ့်ရဲ့ပြားလေး result ကိုအဲဘယ်လိုမျိုးကျွန်မတို့ဒီ method ကိုသုံးပါလဲဆိုတော့ကိုမူတည်ပြီးတော့ခါကြတော့ဘာတွေကတော့ interfering factor တွေကိုသိထားဖို့လိုလဲဆိုတော့သိဖို့လိုအပ်တယ်ပေါ့နော်ဒီမှာတော့ကျွန်မတို့ကအဲတာမန်တာမန်ဆိုတာကျွန်မပုံမှန်တိုင်းကျွန်မတို့တစ်ခွဲခန်းအများစုပေါ့နော်ရင်းမြစ်နေမှာဒေတာတွေမှာဆိုလို့ရှိရင်စစ်စစ်တဲ့ဒီ reagent တွေပေါ့နော် creatinine ဆိုလို့ကျွန်မတို့ region 1 region 2ရှိရဲ့ပြီးတော့ဒီဘေးမှာသူရဲ့ standard ရှိရဲ့ပေါ့နော်ပြီးကျွန်တော်နမူနာလုပ်တဲ့ပုံစံလေးကိုပြောပြပေးပါအောင်မယ်အဲ့တော့ အဓိကတော့ဆရာမစစ်စီရဲ့ဆွဲနေရမှာအရှိရဆရာမတို့ biochemistry test တွေအကြောင်း general principle တွေဆရာဆွေးနွေးခဲ့တဲ့မှာလေပါပြီးသားဆရာတို့ဒီ reaction တွေရှိတယ်ပေါ့နော် biochemistry reaction တွေရှိတယ်ဆိုအဲ့ဒီကောင်တွေကဆရာမဆရာတို့ကတိုင်းတာစစ်စီတဲ့ဒီနီလက်အအမျိုးစားပေါ့နော်အပေါ်မူဒီတော့ခါကြတော့သွားတော့ grading ဆိုလို့ဆရာတို့ကဒီ Jeffrey reaction ဆိုတော့ဒါကဆရာ fixed time ဒီပေါ့နော်အချိန်ကိုကြည့်ပြီးတော့ခါကြတော့ပဲသွားတဲ့ဒီဟွာတွေဖြစ်တယ်ပေါ့နော်ဒီ test မျိုးစားဖြစ်တယ် examinative essay ဆိုလို့ရှိရင်ဆရာတို့ဆရာတို့ဒါကကြတော့ kinetic နဲ့သွားတာဖြစ်တယ်ပေါ့ဒါကြောင့်လို့ဆရာ တို့ကသူ့ရဲ့အုပ်စုပို့ကွဲပြားတဲ့အတွက်ကြောင့်မလို့စစ်စီးရဲ့အနေအထားတွေကကျွန်တော်တို့ကွဲပြားသွားခြင်းဖြစ်တယ်ပေါ့ပြီးရင်ကျွန်တော်ထပ်ပြီးတော့ဒါကိုလေ့ကျင့်ပြပြပြအောင်မယ်အဲ့တော့ကျွန်တော်ဂျက်ဖီရီရဲ့ရှင်မှာဆိုလို့ရှိရင်သူ့ရဲ့ဒီအဲဂါလိုင်းပီဂရိတ်ဖြစ်ပေါ်ခြင်းမှာပါဝင်အဲတဲ့အတွက်ကိုကျွန်တော် အဲကလည်း migrate ဖြစ်ပေါ်ခြင်းအနေထားပါဝင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ခုနကပြောတဲ့ interference တွေပေါ့နော် negative interference တွေက bilirubin လိုဟာမျိုးပေါ့နော်ကျွန်မ patient က jaundice ရှိတယ်။ဒါသူကသူအကြောင်းတစ်ခုခုကြောင့်မလို့အသေးမှာပြဿနာရှိလို့ bilirubin တက်နေရဲဆိုရင်ဒါရဲ့ negative interference တွေဖြစ်စီရဲဆိုတော့ကျွန်တော်ဒါတွေအကြောင်းမလို့ creatinine ရဲ့ result ကိုပို့ပြီးတော့နေပါစီနာနေပေါ့နော်ရှင်းရင်းဆွဲတဲ့ပုံနေစီနိုင်နေတခါကျွန်တော် ketone တွေ protein တွေစားကြပြီးဒါတွေပါတဲ့အတွက်ကြောင့်မလို့ positive interference တွေပေါ်ပို့ပြီးတော့သူ့ရဲ့ creatinine result ရှင်းဆွဲတဲ့ပုံတော့များစီနိုင်တယ်ဒါမျိုးတွေကျွန်တော်တို့တွေ့ရနိုင်ပါတယ်အဲ့တော့ဒါကြောင့်ကျွန်တော်တို့ဒီ creatinine နီ reaction ဒီ Jeffrey reaction ကိုပဲ modification တွေတခုခုတခုလောက်လောက်ဆောင်ပြောဟာကျစစ်စည်းရဲဆိုတဲ့ဟာမျိုးလည်းပဲရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်မတို့ဒီ Jeffrey reaction မှာတော့အဲကျွန်တော်အားနည်းချက်တွေရှိတယ်တစ်ဖက်မှာလည်းပဲကျွန်မတို့မဖြစ်မနေသုံးရမယ်အနေထားလည်းရှိတဲ့အတွက်ကြောင့်မလို့ကျွန်မတို့ဟာဒီ result အဲ method ပေါ့နော်နှမျိုးစလုံးကျွန်မတို့နားလည်ထားဖို့လိုအပ်ပါတယ် အဲ့ဂျက်ဖီရီယန်ရောဒါလေးပေါ့နော်သူကဒီမှာရေးထားတဲ့ဂျာနော့စကီကွန်ပလက်ဆိုတာကြတော့ဒီခရီတင်းနဲ့ဒီအဂါလိုက်ဘီဂရိတ်နဲ့ရောလိုက်တဲ့အခါမှာဖြစ်ပေါ်လာတဲ့နောက်ဆုံးမရလဲဒီလိမ္မော်နေရာပေါ့နော် orange red complex ကိုဖြစ်ပေါ်စေတယ်အဖြစ်ပေါ်ဒီသူ့ရဲ့နာမည်ကိုပြန်ပြီးကျွန်တော်တို့ရေးထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကကျွန်တော်တို့က chemical name တွေပြပြထားတာအဲ့တော့ဟိုဟာပေါ့သူ့ရဲ့ဒီအဓိကက reaction ကကြတော့ဒီ ကာလာရွေရွှင်ဖြစ်စီရဲ့အနေအထားပြောတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကသူ့ရဲ့ဖြစ်ပေါ်စေတဲ့ဒီကာလာဖြစ်ပေါ်စေတဲ့အနေအထားတကူကိုအချိန်တိုင်းဂိုက်ပေါ့နော်အချိန်သူ့ရဲ့သတ်မှတ်ထားတဲ့အချိန်တွေမှာဖမ်းပြီးတော့နိုင်နိုင်မှုတို့တယ်အဲ့တော့မဟုတ်လို့ရှိရင်ကျတော့ကျွန်တော်တို့ကအဲ့ဒီရလာတဲ့ result ကသူ့ရဲ့ reaction ဖြစ်တဲ့အနေအထားကအချိန်နဲ့အမျှပြောင်းလဲနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြစ်တယ်ဆိုတော့ကျွန်တော်အချိန်ပိုင်းကဒီ biochemistry ပြင်စီပဲ lesson ပါလေပဲအဲ့ဒါလေးကျွန်တော်ချက်ပြခဲ့ရပေါ့နော် graphly နဲ့ကျွန်တော်တို့ဒီစာလေးပြခဲ့ရတာရှိပါတယ် အဲ့တော့ကျမတို့ကအသုံးများဆုံးဒီလမ်းဖြစ်တဲ့ reference method ဒီ Jeffy method ပေါ့နော်အဲ့တော့ alkaline bakery method လို့လည်းပဲခေါ်တယ်ဒါကကျမတို့ကရင်းမြစ်နယ်ပါဒီသားတွေအတွက်ဆိုလို့ရှိရင်အားပြုပြီးစစ်ဆေးပေးရမယ် method တွေဖြစ်တယ်ပေါ့နော်ခုနကကျမတို့ပြခဲ့တဲ့ equation တွေအတိုင်းပဲ creatinine ရှိခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီ sample ထဲမှာရှိတဲ့ creatinine ဟာဒီ alkaline solution တွေက bakery acid ပေါ့နော် alkaline bakery နဲ့ပေါင်းပြီးတော့ခါကျတော့ကျမတို့ color compound တခုဖြစ်သွားတယ်ပေါ့နော် color အဖြစ် orange red complex ဖြစ်တယ်ဆိုတော့ဒါကိုကျမတို့ကဒီ spectrum မှာပတ်တိုင်းနေပေါ့နော်အဲ့တော့သိထားရမှာ interference တွေပေါ့နော် glucose ketone protein catabolic protein catabolic protein ကဒါကျွန်တော်တို့ပိုသက်စီဖြစ်တယ်ပေါ့နော်အဲဒါကြီးကကျွန်တော်တို့ non specific promotion တွေထွက်စီရဲ့အတွက်ကြောင့်မလို့အဲဒါကြီးကြောင့်လို့ကျွန်တော်တို့ပါရင်းပြီးတော့ titer ပြီးလိုက်တဲ့အခါမှာ phosphate increase value တွေပေါ့နော်ပုံမှန်ရှင်းရွက် gradient နဲ့တက်ပို့ပြီးတော့များပြားတဲ့ value တွေကိုထွက်လာစီရဲ့ပေါ့နော်ဆိုတော့ဒါကဘာလဲဆိုရင် JV method ရဲ့အဲအဲကျွန်တော်တို့အားနည်းချက်တွေကဆိုတော်တော်ကြီးကျွန်တော်တို့ကသတိထားရမယ့်အချက်ဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့က present interpretation မှာကျွန်တော်တို့ကအငြင်းဒီ sample နဲ့ပတ်သက်ပြီးတော့အဲကျွန်တော် တွေ့ခဲ့တဲ့ဒီ finding ကိုဒီကြားလေးချပြီးတော့ရေးပေးလိုက်ဖို့လိုမယ် comment မှာဆရာမရေးပေးလိုက်ဖို့လိုမယ်ပေါ့နော်တွေ့တွေ့ဆရာမဘာမှဒီ patient ရဲ့အဲရလာတဲ့ sample က sample က request form နဲ့မှာဘာမှတိကျတည်ကြပြီးတော့ specific ဖြစ်တဲ့ဒီ finding တခုကိုပေါ့နော်ဒါမှမဟုတ်လို့ရှင်ယောဂနာမည်တခုမပါခဲ့လို့ရှင်ပို့ပြီးတော့ data ပေးရမှာဖြစ်ပါတယ် အဲ့ပိုပြီးတီးကြရတဲ့ method အနေနဲ့ကတော့ကျမတို့ enzymatic method ကိုသုံးနေပေါ့နော်အခုကတော့ကျမတို့ gold standard ဖြစ်သွားပြီပေါ့နော်အဲ့တော့ပို့ပြီးတော့ကျမတို့က specific curate ဖြစ်တဲ့အတွက်ကြောင့်မတခွင်းကအကြီးအမားသုံးပါတယ်အဲ့တော့ကျမစမဲတွေက creatinine ကိုဒါကျမတို့က creatinine ကို creatine ဖြစ်အောင်လို့ enzyme အဖြစ်ပြောင်းလိုက်မယ်ပြီးတော့တခါအဲ့ဒါကိုပဲထည့် enzyme အဖြစ်စာကိုစင်းပြောင်းရမယ်အဲ့ရမှာတစ်စီကျမတို့ enzyme အဖြစ် issue ကိုဒုနောက်ဆုံးမှာဒီ parasite ထွက်လာလို့လိုက်ပြီးဆိုလို့ရှိရင်နောက်ဆုံးရရှိရဲကျမတို့ color compound ထွက်လာမင်းနေတာကို calorimetry ဒါမှမဟုတ်လို့ရှိရင် electron နဲ့ data စစ်စစ် င်အဖြစ်ဒါတိကျတိကျတွေ training result ကိုကျွန်တော်တို့အဖော်ပြလို့ရတယ်ပေါ့နော်အဲ့တော့ interference နေတယ်ရှိတယ်ဆိုလို့ရှင်တော့ enzymatic method ကနေပြီးတော့စဉ်းစားနေတူတာဒါအစစ်စစ် copper enzyme couple reaction နဲ့တွားတဲ့အတွက်ကြောင့်ပို့ပြီးတော့ဒီ interference နေတယ်ပြီးတော့ပို့ပြီးတော့တိကျတိကျတွေအတွက်ကြောင့်မလို့ယောဂရှာခွေးတွေနေရာမှာသူပြကျွန်တော်တို့ယောဂတွေကိုဒါဒီအတိအကျကျွန်တော်တို့ဒီအုပ်စုတွေခွဲကြတော့မလိလာတော့ယောဂသတ်မှတ်တော့မယ်ဆိုရင် enzymatic method နဲ့တိုက်ထားတဲ့ creatinine ကိုကျွန်တော်တို့အအသုံးများဆုံးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ disadvantage ပေါ့နော်အားအားနေကြတော့မဟုတ်သူက ူ့ရဲ့ delimited limitation ကိုပို့ပြီးတော့ဈေးကြီးရဖြစ်ပါတယ်အဲ့တော့ကျွန်တော် sample ကိုဒီစား ကြည့်ရမယ်ပေါ့နော်အဲ to be ကျွန်တော်တို့အဲ Jeffy method ကိုမဖြစ်မနေသုံးရတဲ့အခါမျိုးမှာဆိုလို့ရှိရင်အရှိရပြောခဲ့တယ် pre analytic issues တွေပေါ့နော်အဲ hemolysis ဖြစ်တာ bilirubin များနေရပေါ့နော် sample တားဝါနေရနောက် light bleed ဖြစ်တာအဲဟာကိုကျွန်တော်တို့သိချာလေး identify လုပ်ဖို့လိုမယ်အဲတက်နိုင်ဆုံးကိုယ့်ရဲ့ဒီ lab ကနေပြီးတော့ဒီထပ်ပြီးတော့လိုအပ်လို့ဆိုလို့ရှိရင်ဒီ sample နဲ့ပတ်သက်ပြီးတော့ correction လုပ်ပေးဖို့လိုမယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လိုရှိပါတယ်ဒီကျွန်တော်ပြီးခဲ့တဲ့ဒီ September လောက်တော့ဒီ2025 September လောက်တော့ case of the week ပေါ့နော်အဲ့မှာကျွန်တော်ဖော်ပြခဲ့ရလေးရှိတယ် light bleed sample တကူ ရလာပြီဆိုလို့ရှိရင်ဘယ်လိုမျိုးဒါ correct လုပ်တယ်လဲဆိုတဲ့အားကိုဆက်ပြီးတော့ hematology analyzer နဲ့ဆက်ဆက်ပြီးတော့ဘယ်လိုလုပ်သွားသလဲပြပြထားလိမ့်ရှေဆိုအဲ့ဒီပုံစံမျိုးပဲပေါ့နော်ကျွန်တော်တို့ရလာတဲ့ serum plasma urine sample တွေကိုဒီစားကြည့်ပြီးတော့အားကြောင့်လိုအပ်တဲ့ correction ကို sample marrow တွေနဲ့လုပ်နိုင်မယ်ဆိုလို့ရှိရင်မလိုလားတဲ့ကျွန်တော်ပြဿနာတွေကာဝယ်ပြီးသားဖြစ်သွားမယ်ပေါ့နော်အဲ့တော့ hemolysis နဲ့ delay processing တခြားလေးသတိထားပါ delay processing ကကျတော့ကျွန်တော် sample ရလာတဲ့ချက်ချင်းကျွန်တော်တို့ကဒီမလုပ်ဘူးပေါ့နော် sample marrow ဆိုလို့ရှိရင် creatinine breakdown ကများလာပေါ့သူပြကျွန်တော်စီးနမူနိုင်တယ်ပေါ့ဘယ်လိုသတိထားမလဲ urine ကသူ့ရဲ့ ဒီအဲ create နီး product တွေများလာပြီဆိုလို့ရှင်မလိုရဘဲနဲ့ကျွန်တော်တို့ကဒီမရလာတဲ့ result တွေကမြင့်နေဆိုရင်ဒီသားမျိုးတွေဖြစ်စီနိုင်တယ်ပေါ့နော်နောက်မှာဒီထားမှာကြတော့ GF ပါနဲ့တော့ပြောင်းပြန်ချိုးကြဒါကြောင့်ကျွန်တော်တို့က inverse relationship ဖြစ်တဲ့အတွက်ကြောင့်ကိုယ်နည်းနည်းလောက်ပြောင်းယုံနေဒီအာသူ့ရဲ့ရလာတဲ့ကျွန်တော် GF ရ result ကအများကြီးအပြောင်းအလဲရှိနေတယ်သူ့ရဲ့ကျွန်တော်တို့ data sheet ရောက်ခဲ့ဝေဒနာခံစားနေရတယ် CKD လိုနာမျိုးတွေဆိုလို့ရှင်ကြတော့ဒီချက်ကအများကြီးကျွန်တော်တို့သတိထားကြဖြစ်ပါတယ် ညီမတို့ဆရာမတို့ကခုနပြောခဲ့တဲ့တဲ့အတိများတဲ့လူတိများတဲ့ method တွေကိုဖြစ်တဲ့ Jeffrey method နဲ့ kinetic method ခုနကပြောထားတဲ့အချက်တွေကိုပဲကျွန်တော်ပြန်ပြီးတော့နှိမ့်ချုပ်ပြန်ရေးထားပါတယ် principle အဖြစ်အကြောင်းဆရာမတို့ Jeffrey ကဆိုရင် gradient နဲ့ gradient နဲ့အဲအဲ gradient နဲ့ပေါင်းတယ်ပြီးတော့ color ကိုပေါင်းဖြစ်တာဆရာမတို့တိုင်းတယ်ပေါ့နော် kinetic ကကျတော့ enzyme catalyzed reaction ဖြစ်တယ်နောက်ဆုံးကဆရာမတို့ color dye ကိုရရှိစီတဲ့အဲ တူတူပဲပေါ့နော် spectrum နဲ့တိုင်းတာပဲဒါပေမဲ့သူကပို့ပြီးတော့တီကြတယ်တီကြတယ်ပေါ့နော် specific ဖြစ်တာကကျွန်တော်ကျွန်တော် kinetic က method ကပို့ပြီးတော့ high ဖြစ်ပါတယ် now accuracy အဖြစ်လည်းပို့ပြီးတော့များတယ်အဲ့တော့ jeffy ကမမြတ်မရှိဘူးလားဆိုတော့ तू က moderate ဖြစ်တယ်ပေါ့နော် accuracy အဖြစ် तू က over estimation ရှင်းရင်းကျွတ်တဲ့ပို့ပြီးတော့အများကြီးကျွန်တော်တို့ကြော်လွန်ပြီးတော့ तू ကတိုင်းတာပေါ်ပြတတ်တဲ့ဟာမျိုးရှင်းတယ်ကျွန်တော်တို့ကဒီကနေ့ရရှိရဲ့ result တွေဆိုရှင် jeffy နဲ့များတဲ့ result တွေဆိုရှင်တော့တတိထားမှာပေါ့နော် now ဈေးနှုန်းအဖြစ်ပို့ပြီးတော့တက်တာတွေဆိုပေမဲ့လည်းပဲကျွန်တော်တို့ဒါကကျွန်တော်တို့ရဲ့အားနည်းချက်အကြီးတစ်ခုလို့ဖြစ်နေတာပေါ့နော်ဒါကြောင့် မတို့အများသောအားဖြင့် screening မှာဆိုလို့ရှိရင်တော့သုံးတယ်။နောက်လူလူအရန်ကိုကျွန်တော်တိကျဖို့လိုအပ်နေတဲ့လူနာမျိုးတွေအတွက်ဆိုလို့ရှိရင်တော့ Jeffy ရရတဲ့အဖြစ်ကိုကျွန်တော်တို့ကအဲဒါထည့်သွင်းပြီးတော့ခါကျစဉ်းစားနေမှာအများကြီးစဉ်းစားမှာပေါ့နော်။အဲတော့ gain တဲ့တွေကကျတော့ပို့ပြီးတော့တိကျတိကျတယ်ဆိုမှာခုနကပြခဲ့ဖြစ်ပါတယ်။ ဒါကကျွန်မတို့ကခုနအရှိရပြောခဲ့တဲ့ biochemistry test တွေအမျိုးအစားတွေကျွန်မတို့ကမျိုးစားအကြီးကားအဖြစ်အုပ်စုသုံးကိုခွဲခြားရဆွေးနွေးရမှာကျွန်မတို့ကအဒီ fixed time reaction အုပ်စုရဲ့မှာဆိုလို့ရှိရင်အခုကျွန်မတို့ပြောရဲ Zephyr reaction ပါဝင်နေပေါ့နော်အဲတခြားကျွန်မတို့ reaction မျိုးစားရရှိသေးတယ်ဆိုတဲ့ဟာကိုလည်းပဲကျွန်မတို့တွားပြီးတော့လေ့လာပါဒီဒါဘာမှကျွန်မတို့ biochemistry test တွေကိုကျွန်မဒီစားဘာမှမသိငင်နေဝရေက2024 January လကလေးကျွန်မတို့ဒါဒီစားလေးပြပြခဲ့တာရှိပါတယ် green နဲ့ algae ပြီးတော့ပေါင်းလို့ကျွန်မရလာတယ်ဒါမှမဟုတ်ကျွန်မ reddish color လို့ပြောခဲ့တယ်ပေါ့နော် orange red တူတူပါဒါ Zephyr reaction တော့ပါတယ် ယ် absorbance ကျွန်တော်တို့5 by nanometer မှာသွားပြီးတော့တိုင်းပါတယ်အဲ့တော့သူ့မှာအဓိကကဘာလဲဆိုလို့ရှိရင်သူက absorbance ကို point နှစ်ခုမှာတိုင်းနေပေါ့နော်ဆိုတော့ကျွန်တော်ပထမတစ် point မှာတိုင်းနေပြီးတော့ဒီကနောက်တစ်ခုမှာတစ်တိုင်းနေပြီးတော့ရတဲ့အဲ့ဒီရလက်နှစ်ခုကျွန်တော်တို့ချမ်းသာလိုက်တယ်ပြောချင်တာဆိုတော့နှုတ်လိုက်တယ်ပေါ့နော်နှုတ်လိုက်ပြီးတော့ထွက်လာတဲ့အဖြေဝဲကျွန်တော်တို့ယူလိုက်တယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကအချိန်တစ်ခုအပြင်သတ်မှတ်ပြီးတော့ကြာ unit time နဲ့မှာမှာသူ့ရဲ့ decimal နဲ့ဖြစ်တဲ့ပမာဏကိုသွားပြီးတော့တိုင်းတာဖြစ်ပါတယ် အဲ့တော့ဒီမှာကျွန်တော်တို့ absorbent တိုင်းနဲ့အနေထားလေးပြပြထားရပါတော့ဒီကနေဒီဒီကိုဒီမှာသွားတဲ့အနေထားတစ်ခုကဒါက1 point ပေါ့နော်တခါအဲ့ရနေပေါ့တခါအပေါ်ထည့်ပြီးသွားတဲ့ဟာနောက်တဲ့က second point ပေါ့အဲ့တော့ first point နဲ့ second point နဲ့ကြားရပါကျွန်တော်တို့ခွာဟသွားတဲ့ဒီခဏန်းတစ်ခုရှိမယ်ဒါကိုကျွန်တော်တို့သွားပြီးတော့အချိန်နဲ့ ကိုက်ပြတန်းတယ်ကျွန်တော်တို့က fix time ဆိုရဲဟိုအဲ့ဒါကိုပြောတာဖြစ်ပါတယ်အချိန်ကိုကျွန်တော်တိုင်းမီရဖြစ်ပါတယ်အဲ့တော့အချိန်ကမတိုင်းရင်ကြတော့အဲဘာဖြစ်မှာလဲဆိုတော့သူ့ရဲ့ဒီ reaction တွေကိုကျွန်တော်တို့ကတွားပြီးတော့ point out လို့မရတော့ဘူးအဲသူ့ရဲ့ဒီဖြစ်ပေါ်လာတဲ့ခုနကကျွန်တော်ပြောတဲ့ promotion တွေပေါ့နော် color compound တွေอ่ะဆိုလို့ရှင်တယ်ပဲသူ့ရဲ့အချိန်တိုင်းအချိန်နဲ့အမျှသူကအဖြစ်ပြန်နေရတဲ့အတွက်ကြောင့်မလို့အဲသူဖြစ်သွားတဲ့ဆိုတဲ့အနေထားပေါ့နော်သူ့ရဲ့ဒီ reaction ဖြစ်သွားတဲ့အနေထားဆိုတာအမိရတွားပြီးတော့တိုင်းနိုင်မှုအတွက်လိုအပ်တယ်ပေါ့နော်ဒါကသူ့ရဲ့အချိန်ကသဘောတရားဖြစ်ပါတယ်ကျွန်တော်တို့ကအချိန်နဲ့ပတ်သက်ပြီးတော့ time sensitive ဖြစ်တယ်ဆိုပြီးတော့တည်ထ ားပေးရမှာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့ကဒီအဲ YouTube video တခုလေးကဒီ animation လေးပေါ့ဒါလေးကိုကျွန်တော်ဖော်ပြထားတာအဲသူကဒီမှာဟိုလည်းပါတယ် အဲ practical လည်းပါတယ်ပေါ့နော်အဲ့တော့ဒီစာလေးလည်းဆင်မတော့ဒီစာလေးကြည့်ပြီးတော့လေ့လာဖို့လေ့လာလို့ရအောင်ပေါ့နော် principle လည်းပဲဒီစာပြန်ပြီးတော့ပြပြထားပါတယ်ဒေါက်တာ Hardik Mystery ကိုကျွန်မဒီမှာနေပြီးတော့ credit ပေးပါတယ်အဲ့တော့ကျွန်မတို့ဒါ Sian Sian Green ကိုတိုင်းလုံးမယ်ဆိုလို့ရှိရင်ဒီကပြန်ရတော့ကျွန်မတို့မဖြစ်မနေသေးရမှာက Jeffrey reaction ဖြစ်ပါတယ်ဒါကို तू က Jeffrey reaction ကိုပဲ तू ကဒီစာလေးပြပြထားမှာဒါပေမဲ့တခုရှိတာဒီမှာကျတော့ तू ကဒီ Jeffrey reaction ပို့ပြီးတော့တိကျတိကျစီဖို့ရဲဆိုလို့ရှိရင်ထပ်ပြီးတော့ modify လုပ်ထားတဲ့အချက်လေးတခု तू ထည့်ပြီးပြောထားရပေါ့နော်အချိန်မှာကျွန်မတို့ Marseille ကြောင့် Marseille ကနေ တော့ရလာဒီသားမှုစမှာတော့မဆဲလေဘယ်ပေါ်မှမတည်တဲ့ဒါပေမဲ့ဒါရဲ့ပုံမှာတော့သိပြီးတော့မမိုဒီကိုကြက်ကွက်ကနေပဲခရီးတင်းကိုဆွန့်ပြစ်ဒီသားမှုစမှာ kidney function ကိုတိဖို့အတွက်ဆိုလို့ရှိရင် creatinine ကိုစမှာတော့တိုင်းပြီးတော့စစ်ဆေးရဲဆိုပြီးတော့ပြောတယ်ပြီးတော့ဟာကြတော့ဒီမှာထည့်ပြီးတော့ခုနကစမှာပြောတဲ့အချက်တွေမှာပါတဲ့ဟာ protein ကိုဒါအနေချရဲဆိုတဲ့ကိစ္စပေါ့နော်ဒါကိုစမှာတော့က density acid လို့ခေါ်တယ်ဒီ acid တစ်မျိုးနဲ့ထည့်ပြီးတော့ဟာကြအနေချပြီးတော့ပဲသူကအဲဒီဒါတိုင်းနေပေါ့ဓမ္မတာလင်းသူရဲ့ protein ကြောင့်မလို့စမှာ interference သူစမှာတော့ကြော်လွှားနိုင်မယ်ဆိုပြီးတော့ပြောထားတယ်ပေါ့နော်အဲ့တော့ထွက်လာတဲ့အကောင်မောင်ကတူတူပဲပေါ့နော် orange red color ကောင်မောင်တွေ့တဲ့ဒါကိုစမှာတော့ ားပြီးတော့တိုင်းနာတော့520နာနိုမီတာမတိုင်းနေဆိုတော့ဖော်ပြထားတာလေးကျွန်တော်တွေ့အောင်ဖြစ်ပါတယ်ဆိုတော့ဒီနေ့မှတစင်ပူလာတာတော့ protein field filtrate ပေါ့နော်ဒါကိုကျွန်တော်တွားပြီးတော့တိုင်းနာပေါ့နော်ဒါမှဒါလေးကျွန်တော် interference တွေကျော်လာမှဖြစ်တယ်ကြာဆို reagent တွေပြန်ပြီးတော့ရေးထားတယ်ဆိုရင် test တွေပေါ့ခုနကကျွန်တော် protein နေချတဲ့ပစ္စည်းရဲ့နောက်တစ်ခါ SCA pig ရဲ့ SCA တခါကျွန်တော်တို့ anyway ဆိုနောက်တစ်ခါကျွန်တော်တို့ creatinine ရဲ့ standard ကိုကျွန်တော်တို့ထည့်သွင်းပြီးတော့အားကြတော့အသုံးပြုရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကတော့သူရဲ့ဟောပေါ့အဲဖော်ပြသူရဲ့ခဏန်းနေရတော့ဒါကအဲအဲ အဲသုံးပြတဲ့ပစ္စည်းလိုက်ကိုကျွန်တော်တို့ကဒီခဏန်းနေရတော့ဘာချောင်းပူရှိမှာဖြစ်ပါတယ်။နောက်ပိကရဲစီကသတိထားမှာသူကွိုင်းစင်းနေစ်ဖြစ်တယ်ပေါ့နော်။အစိတ်ဖြစ်တဲ့အတွက်ကြောင့်သတိထား။နောက်ဆိုတာတွေကကျတော့ဒီလောင်စားတဲ့အတွက်ကြောင့်ဒါရေးသတိထားဖို့လိုအပ်တယ်ပေါ့နော်။အဲ procedure အဖြစ်ကျွန်တော်တို့ကကျုပ်သုံးကိုယူလိုက်မယ်။ blank ရင် standard ရေးတက်စေပေါ့နော်။အဲ့တော့ blank နဲ့မှာထည့်မယ်။အဲဒီဟိုဘာ revoking reagent တွေလည်းဒီမှာသူကကနဦးတွေကသုံးချောင်းလုံးမှာထည့်ထားမယ်ဆိုတဲ့အနေထားကိုသူပြထားတဲ့အားလုံး1 mg ထည့်မယ်ပေါ့နော်။ ခုနပြောတဲ့ business standard ကကြတော့ကျွန်တော်တို့ standard ကျုပ်ထဲမှာထည့်မယ်ပေါ့နော်100 microliter ကိုထည့်မယ်ဒါကကျွန်တော်တို့ CRM efficiency အတိုင်းစင်းနဲ့ဟာကိုကျွန်တော်100 microliter ဒီမှာထည့်မယ်နောက်ဆုံးရကျွန်တော်နောက်ဆုံးဒီ water ပေါ့နော် water ကိုကျွန်တော် plan လေးမှာဒီတိုင်းမျိုးမထည့်ဘဲနဲ့ပဲသူ့ဒါကတိုင်းလည်းမဖြစ်ပါဘူးဆိုချားနာခြင်းကိုကျွန်တော်တို့အတိုင်းမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အဲ့လိုမျိုးဒါခွဲပြီးတော့ထည့်ရခြင်းဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်တို့ရလာတဲ့အခုအခုကိုယ့်ရဲ့ဒီ region တွေအကုန်လုံး10 minute ထားမယ်ပေါ့နော် incubate လုပ်ပြီးတော့အဲထားပြီးတော့အဲ mix လုပ်ပြီးတော့10 minute ထားမယ်ပြီးတော့ဟာကြတော့ခုနကကျွန်တော်ပြောခဲ့တဲ့ absorbance 550 nm green filter မှာသွားပြီးတော့ဖတ်မှာဖြစ်ပါတယ်ဆိုတော့ဒီမှာကတော့တကယ်တိုင်းတဲ့အနေအထားလေးကိုလည်းသူထည့်ပြီးတော့ပြပြထားတယ်ပေါ့နော်အဲ့တော့ဒီမှာသူတို့ရှင်သူ့ရဲ့ working region နဲ့ရေစုံထည့်လိုက်မယ်ပေါ့နော်ခုနကကျွန်မတို့ပြောတဲ့ကျုပ်သုံးခုစလုံးမှာတူညီတဲ့အဲပမာဏပေါ့နော်အဲ့ဒါကြီးအကုန်လုံးကျွန်မတို့ရေစုံထည့်လိုက်မယ်ပြီးသားဆိုတော့ခါကြတော့မှာလိုအပ်တဲ့ကိုယ့်ရဲ့သက်ဆိုင်ရာပေါ့နော်အဲအဲဒီအဲလူနာရဲ့ဒီအဲ sample ရေနောက်တစ်ခါကျတော့ standard ရေဒါခါကျွန်မတို့ဒီ water ရေပေါ့နော်ဒါကိုကျွန်မတို့ကတည်တဲ့စီသူ့ရဲ့သက်ဆိုင်ရာကျူတွေမှာထည့်ပြီးတော့ခါကြတော့ data မှာဖြစ်ပါတယ်အဲ့တော့ကျွန်မရင်းမြစ်နယ်ပါဒီဇိုင်းမှာဒါမျိုးတွေပဲကျွန်တော်လိုရမှာဖြစ်တယ်ပေါ့နော်အဲသူ့ရဲ့ဒီသတ်မှတ်ထားတဲ့ဒီ အဲကျွန်တော်တို့ standard method မလုပ်နိုင်ချိန်မှာဆိုလို့ရှိရင်တော့ဒါမျိုးနေပဲကျွန်တော်တို့တွားပြရမှာဖြစ်ပါတယ်။အဲဒါလေးတော့ကျွန်တော်တို့ semi auto analyzer လေးပေါ့နော်ဒါမျိုးလေးညာလွယ်ရဝယ်ရတာလဲလွယ်ကူပါတယ်ပြီးတော့ကျွန်တော် parameter တစ်ခုတည်းမကောက်လည်းပဲတိုင်းတာလို့ရရတဲ့အတွက်ကြောင့်မလို့ဒါတိုင်းရတာအဆင်ပြေပေါ့နော်ဒါပေမဲ့အဲအဓိကကျွန်တော်တို့တည်ထားရမှာတော့ principle ကိုကျွန်တော်တို့နိုင်အောင်အဲ သိထားဖို့လိုမယ်နောက်တစ်ခါကျတော့ interpretation မှာလည်းပဲကိုကိုရဲ့ဒီထုတ်ပြလိုက်တဲ့ result ရဲ့အနေအထားကိုလည်းပဲကိုကိုတိုင်းကဘယ်လောက်ထိအတိုင်းအတာရှိတယ်ဆိုတာသိထားဖို့လိုမယ်ကိုရဲ့ status ရဲ့အနေအထားကိုကကနဦးရဲ့ဟိုကသူ့ရဲ့ principle ကိုအားနည်းစေရှိတယ်ဆိုလို့ရှင်လည်းသိထားဖို့လိုရမယ်ပေါ့နော်ဆိုတော့ဒီမှာစပြီးတော့သူတိုင်းနေပြီပေါ့နော်တက်တမှတ်ထားတဲ့ဒီ absorber ကိုယူမယ်ပြီးတော့ဟာကျတော့အချိန်နဲ့ပေါ့နော်တက်မှတ်ပြီးတော့ဟာကျတော့တိုင်းတမ်းမယ်ဆိုလို့ရှိရင်တော့ဒီမှာနောက်ဆုံးအချိန်မှာထွက်လာတဲ့အခြေအနေပေါ့နော် ODA ကျွန်တော်တို့ရရှိမယ်ပေါ့နော်ဒီ optical density ကျွန်တော်တို့ရရှိမယ်ပေါ့နော် အဲ့တော့ဒီမှာ0.19ဆိုတဲ့ဟာဒီကိုသူမှတ်လိုက်ပြီဘလန့်ပြီးသွားတဲ့ခါမှာကျွန်တော် standard ကတော့ဒီလောက်ရရပေါ့နော်0.224ရပါတယ်အဲ့တော့နောက်ဆုံးမိကျွန်တော် test time ပြီးပေါ့နော် 0.28ကိုကျွန်မတို့ရရှိမှာဖြစ်ပါတယ်ဆိုတော့ဒါကကျွန်မတို့ရရှိလာတဲ့အဖြေအကုန်လုံးက equation ထဲမှာပေါ့နော် formula ထဲမှာထည့်သွင်းပြီးတဲ့အခါကျတော့အစားအသောက်တွက်လိုက်မယ်ဆိုတော့ကျွန်တော်တို့ logen နဲ့ creatine ရဲ့ result ကိုရရှိမှာဖြစ်ပါတယ်အဲ့တော့ blank ရပြီ standard ရပြီ test ရပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှကျွန်မတို့ကအဖြေရရှိဖို့တွဲပြက်လို့ရဖြစ်တယ်ပေါ့နောက်ဆုံးမှကျွန်မတို့ကသူရဲ့သက်ဆိုင်ရာဒီဟိုထဲမှာ equation ထဲမှာထည့်ပေါ့နော်ဒီမှာ order of the test ရနေ blank ကိုနှုတ်မယ် standard ရနေ blank ကိုနှုတ်ပြီးတော့တို့နှစ်ခုကိုကျွန်တော်တို့ကစားလိုက်မယ်ပေါ့နော်ပြီးတော့ standard နဲ့ concentration standard နဲ့နှောင်းလိုက်မယ်ဆိုလို့ရှိရင်နောက်ဆုံးမှကျွန်မတို့3.6ဆိုတဲ့ ပမာဏတကူရမယ်ပေါ့နော်ဒါကျွန်တော်တို့က Jeffy ရိုးရိုးတန်းတန်းမဟုတ်ပဲね modify Jeffy လို့ခေါ်ရဲကျွန်တော်တို့ proteinization deproteinization ပေါ့နော် protein ဟိုဖယ်ထားတဲ့အတွက်ကြောင့် protein ရဲ့နောက်ရှင်မပါတဲ့အတွက်ကြောင့်ပို့ပြီးတော့ဒါတမန်တမန်တဲ့ပို့လို့တိကျလို့ပြောလို့ရတယ်အဲ့တော့3 by 6ဆိုပမာဏတော်တော်လေးများတဲ့အနေထားပါဆိုတော့ဒါကိုကျွန်တော်တို့ကအဲတိထားဖို့လိုမယ်ပေါ့နော် reference အားဖြင့်ကျွန်တော်တို့ဂျာနဲ့မာနဲ့ဒါကကွာခြားတဲ့ချက်လေးနည်းနည်းတော့ရှိမယ်အများကြီးမကွာဘူးအဲ့တော့3 by 6ဆိုတာကျွန်တော်တို့နှစ်စာသုံးစာလောက်ကိုများတယ်ဆိုအနေထားတကူကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်ဒါဆိုရင်ဒါဒါကျွန်တော်လွယ်လွယ်လေးပဲပေါ့နော်ဒိုင်းနာလွယ်လေးပဲဒါပေမဲ့ method အ ားပြီးပြင်ဆင်ပါပြီးကျွန်တော်တို့ကမာရီယိုသုံးပါလေဘာကြောင့်သုံးပါလေဆိုတော့ကျွန်တော်တို့ဒေတာဝို့လို့မှာဖြစ်ပါတယ်။ အဲ့တော့ကျွန်တော်တို့ basic မှာများတဲ့လေဆိုတဲ့ဟာလေးကိုလည်းဒီမှာသူပြန်ပြီးရေးထားသေးတယ်ပေါ့နော်။ကြောက်ကဲ့ယောဂိုင်းနဲ့ပတ်သက်ပြီးဒီမှာအများကြီးပဲပေါ့နော်။ကြောက်ကဲ့နာတာရှိပစ္စည်းစီးတာ။နောက်တစ်ခါကျတခြားကျွန်တော်တို့ဒီစီချိန်နဲ့ပတ်သက်တဲ့ပြဿနာတွေရှိတာပေါ့နော်။မျိုးသားဆိုတော့ကျွန်တော်တို့ကြောက်ကဲ့ကြောက်တေတာတော့ cancer ပေါ့။ဒါမျိုးတွေကြောင့်မလို့များတတ်တယ်။ယောဂိုင်းဆိုလို့ရှိရင်လည်းများတတ်တယ်ဆိုပေမဲ့လည်းယောဂအနေထားကိုကျွန်တော်သိထားဖို့အတွက်လိုပဲတယ်ဆိုတော့ခုနကကျွန်တော်ပြခဲ့တဲ့မှာလေးပဲပါသားပြီးဖြစ်ပါတယ်။တချို့ရှင်တွေဆိုလို့ရှိရင်စောစောစီးစီးကိုမမြင်ရတတ်ဘူး။တချို့ဆိုလို့ရှိရင်စောစောစီးကိုပဲဒီအဲယောဂဖြစ်တယ်ဆိုလို့ရှိရင်မှမြင်ရတတ်တယ်ပေါ့နော်။ polio တို့ muscle dystrophy တို့ဆိုလို့ရှိရင်စောစော disease ကျွန်တော်တွေ့ရတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ disease များကြာလာလေးလေးကျွန်တော်တို့ကဒီ CN ခွေးတွေတင်းလေဗျာရောကြလာလေးလေးဆိုတော့လည်းပဲကျွန်တော်တို့အဲတည်ထားဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်ယောဂတူပုံစံကြီးပေါ့မတည်ပြီးတော့ခါကျတော့ဖြစ်သွားမယ်ဒါရည်ဖြစ်ပါတယ် ဆိုတာလည်းပဲတက်ပြီးတော့ကျွန်မနောက်လက်ချာရီမှာကြောက်ကဲယောဂိုင်းနဲ့ပတ်သက်ပြီးတော့ဒီလိုအပ်တဲ့ဒီအခြေခံချက်လက်တွေပေါ့နော်တည်ထားမယ့်ချက်လက်တွေကျွန်တော် lab နဲ့ပတ်သက်တဲ့ point တွေကျွန်မရွေးချယ်ပြီးခါကြတော့ပြပြပေးသွားပါအောင်မယ်အဲ့တော့ဒီမှာကျွန်မ creatine နေတဲ့အနေထားလေးပြပြထားတာလေးရှိတယ်ပေါ့နော်ရှာရှာပွားပွားအခြေအနေဆိုပေမဲ့လည်းပဲတချို့ဟာလေးတွေတည်ထားဖို့လိုမယ်သူသူကျွန်မတို့ quiz ပြရင်းမှာတည်ထားဖို့လိုမယ်အဲ့တော့ method ရဲ့အားနည်းချက်တွေကျွန်မတို့ပြပြထားတယ်ပေါ့နော် specificity နေတယ်ပေါ့နော်80%လောက်ပဲသူကတိုင်းနာရှိပြီးတော့ခါကြတော့ net specific promotion တွေရှိတယ်ပေါ့ခုနကပြောတဲ့ protein ပါညာရှိတဲ့အတွက်ကြောင့်ဒါတွေကိုထည့်သွင်းပြီးစဉ်းစားဖို့လိုအပ်တယ်အဲဒါမှဒီထား ာတော့ဒီ method ကဆိုမှာ protein မပါရတဲ့ method ဖြစ်တဲ့အတွက်ကြောင့်မလို့တာမန်အဖြစ်တာမန်ထက်တော့ကိုယ်တိကျတယ်လို့ဆိုမှာပြောလို့ရတာပေါ့နော်နောက်တစ်ခါကျ pH to temperature ကိုလည်းပဲဆိုတော့ကြည့်ပေါ့နော်လိုအပ်တဲ့ pH temperature ရလားမရလားဆိုတာကြည့်နောက်တစ်ခါကျတော့ bilirubin ရှိရဆိုလို့ရှိရင်ပုံပြီးတော့ဒါနေတတ်တဲ့နေသားမျိုးပုံမှန်ရှိရမနေထားတဲ့ပုံပြနေတဲ့လေဆိုတာမျိုးလည်းဒီသားမှာဖြစ်ပါတယ်ဆိုတော့ဒါကပါလေဆိုရင်သူရဲ့အခြေခံဒါဒီသားမှာအချက်လက်တွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလောက်ဆိုရင်ကျွန်တော်တို့ကတော်တော်လေးနားလဲသွားပါပြီပေါ့နော်သူရဲ့တက်စီအနေထားကို